ုံးဆုံးတာဉာဏ်လက်ဝါဒါဆိုဟဲ့ငါတို့ပြောရဲဆိုတော့တကယ်ဒါတို့မခေါ်နိုင်တဲ့သူရှိနေလားဆိုဉာဏ်ဝန်နေပြီးသိမောင်းပြောတာဆိုတော့ညောင်ဆုံးကလည်းပြေးပြေးလည်းမြည်ပေါ့နော်အဲ့တော့တတိယဆန်ပြောတာဟုတ်တယ်ဒါတော့လေဘယ်လိုပြောရမလဲ အဲမယုံလို့လည်းမရဘူးကိုယ်တိုင်လည်းကြုံတွေ့ရတခါမှလည်းအဲ့ဒါမျိုးကိုဟိုမကြုံတွေ့ဘူးပေါ့နော်ပြီးရင်ပြောရင်ဒီမျိုးသမီးကလည်းဒါအဲသူကိုယ်တိုင်ဒီလူလူတွေအများကြီးရှိနေတဲ့ထဲမှာအဆက်ပွဲခံပြီးတော့ဘာဖြစ်လို့ဒါမျိုးတွေမဟုတ်ကဟုတ်ကလုံးမာလဲပေါ့နော်ဒါမယုံဆိုတဲ့သူတွေအတွက်ရှင်းပြတာပါငါတို့ဘာတွေထပ်လုပ်ပြီးကောင်းမလဲဆိုတာတော့အများနဲ့တွေးနေပါတယ် ကျွန်တော်တို့ဒီအလူကိုမသွားခင်တည်းဟန်လူဆန်နဲ့နှစ်ယောက်တိုင်မြင်ကြတာပေါ့နော်အလူလုတ်ပြီးတိုင်းလုတ်ပြီးတိုင်းကျွန်တော်တို့အမြပေးမယ်တာရုခေါ်မယ်ဘာလို့လဲဆိုတော့ဟန်လူဆန်ရဲ့ရှင်ထဲမှာလည်းသူဖြစ်နေတဲ့ဆန္ဒပြင်းပြဆုံးကဘာလဲဆိုတော့သူဆွန့်သွတ်ပေးခြင်းနဲ့ချုပ်အိမ်နေဆိုရင်တအိမ်သားလုံးပါသွားတယ်အဲ့လိုမျိုးဆွန့်မသွတ်ရတဲ့သူတွေအများကြီးကြံတယ်အဲ့အတွက်လည်းသူကဆွန့်သွတ်ပေးခြင်းနဲ့ဆိုရင်စိတ်ဆန္ဒလည်းပြင်းပြနေတဲ့အခါကျတော့ကျွန်တော်တို့ဆွန့်မသွတ်ခင်ငါတို့ဒီနေ့သွားလှူတဲ့အခါမှာဒီအလူလုတ်ပြီးတိုင်းလုတ်ပြီးတိုင်းအမြပေးကြမယ်တာရုခေါ်လို့ရအောင်ဆိုကျွန်တော်တို့လုတ်တဲ့အချိန်မှာပဲဒါဝင်ပူးတာဝင် င်ပူတဲ့အခါမှာကျွန်တော်လည်းမသိဘူးဝင်ပူတာ။ကျွန်တော်နှစ်ယောက်အဲ့လိုပေါ့နော်။ဟိုတာရုခေါ်ပြီး၃ကြိမ်ခေါ်ပြီးတဲ့အချိန်မှာလက်ညိုးကြီးထိုးပြီးတော့မြင်းစည်းတလိုမျိုးခုံပေါက်ပြီးတော့ဝင်လာတာ။ဝင်လာပြီးသူ့အနောက်မှာရှိတယ်။အခုနောက်မှာသူရှိတယ်။သူ့ကိုဘယ်သူမှမခေါ်ဘူး။တာရုခေါ်ဖို့သူ့ကိုခေါ်ပါသူ့ကိုခေါ်ပါဆိုပြီးကျွန်တော်တို့လာပြောတာ။လာပြောတော့ကျွန်တော်တို့နှစ်ယောက် ဓာတ်တွေဝင်လာတာပေါ့နော်သူ့ကိုလည်းကြည့်လိုက်တော့သူကလည်းအံ့ဩနေတယ်ဘာလို့မှမသိကျွန်တော်လည်းဘာပြန်လုံးအောင်မသိဘူးဒီကအံ့ဩသွားတယ်လို့ကိုကြီးကလည်းခုနဖိတ်လိုက်မိတာဟုတ်ဖိတ်လိုက်မိတာဖိတ်လိုက်မိကျွန်တော်ကြာတယ်ဘလို့ဖြစ်လိုက်လဲဆိုတော့တကယ်လို့တာရုခေါ်လို့မရဘူးဆိုကျွန်တော်တို့ပြောပြောကျွန်တော်ကရအောင်လုပ်ပေးမယ်ဆိုတော့စကားပြောလိုက်ပြီးတော့ကျွန်တော်အဲ့ဒီဗီဒီယိုမှလည်းပါတယ်ကျွန်တော်ဟုတ်လိုက်ကြည့်ပြန်ဘယ်သူများဘာဖြစ်မလဲကြည့်တဲ့အချိန်မှာကြည့်လို့ဒီဘက်လေးလှည့်အောင်ဆိုဝူးဆိုဝင်လာတော့ကိုလက်ဝင်စကြီးခနေရတယ်တွေ့ရတော့အံ့ဩနေတယ်အဲ့အံ့ဩနေပြန်ကျွန်တော်အဲ့ဒီမအံ့ဩခင်ဝင်မှုခင်မှာကျွန်တော်အားလုံးတယောက်ချင်းညီလိုက်ကြည့်နေရရှိတယ် အဲ့ဘာလဲကျွန်တော်အဲ့ဒီစကားပြောလိုက်မိလို့ဘယ်သူများပါဖြစ်မလဲဆိုတော့ဒါလိုက်ကြည့်လိုက်ကြည့်တာကြည့်တဲ့အချိန်မှာအဲ့ဒီအချိန်မှာမအော်မဖြစ်တော့ပါဘူးဒီစိတ်ပြန်ချရင်မဝုန်းဆုံးတာညံ့လက်ဝဲဒါဆိုဟဲ့ငါတို့ပြောရဲဆိုတော့တကယ်ဒါတို့မခေါ်နိုင်တဲ့သူရှိနေလားဆိုညံဝန်နေပြီးစိတ်မောင်းပြောတာဆိုတော့ညောင်ဆုံးကလည်းပြေးပြေးလည်းမြည်တယ် အဲ့တော့တက်တင်ဆိုင်ပြို့ပါဟုတ်တယ်ဒါတော့လေဘယ်လိုပြောရမလဲအဲမယုံလို့လည်းမရဘူးကိုယ်တိုင်လည်းကြုံတွေ့ရတခါမှလည်းအဲ့ဒါမျိုးကိုဟိုမကြုံတွေ့ဘူးပေါ့နော်ပြီးရင်ပြောရင်ဒီမျိုးသမီးကလည်းဒါအဲသူကိုယ်တိုင်ဒီလူလူတွေအများကြီးရှိနေတဲ့အချိန်မှာအဆက်ပွဲခံပြီးတော့ဘာဖြစ်လို့ဒါမျိုးတွေမဟုတ်ကဟုတ်ကလုံးပါလဲပေါ့နော်ဒါမယုံဆိုတဲ့သူတွေအတွက်ရှင်းပြတာပါအဲ့တော့ပြေးလာတယ်သူပြောတယ်အဲ့တော့ကျွန်တော်တို့ကအဲ့အချိန်မှလေအဲ့နားမှလူတွေအများကြီးကဝိုင်းကိုကြပြီ ။ဘာလို့လဲ။သူ့အိမ်မှာလည်းတည်ထားတယ်။တည်ထားတယ်။ဟိုမှာလည်းတည်ထားတယ်။ဘာမှမကြည့်သူတို့ကောင်းကောင်းလို့။အားလုံးကသူတို့လူလိုပဲထင်တာ။သူတို့လူလိုပဲထင်တာအားလုံးကထင်တဲ့အခါမှာကျွန်တော်တို့ကလည်းတူးတန်နဲ့ဒက်ခနဲ့သူကသတိရပြောလေနာမည်ပြောနာမည်ပြောဆိုကျွန်တော်လည်းနာမည်ပြောနာမည်ပြောဘယ်သူလဲနာမည်ပြောဆိုတော့မှာကဘသူဆိုပြီးတော့ထုတ်ပြောတာနာမည်ကိုထုတ်ပြောတဲ့အချိန်ကျတော့မှာအိုင်နာရွာသားတွေကပြောတာ တော့သူ့ရဲ့အမျိုးသားရှိတယ်ဒီနားမှာပြီးတော့အဲ့အမျိုးသမီးကအဲ့ဒီနားမှာနေအုပ်ပုံပြီးပြီးတော့သုံးသွားတာဆိုပြီးပြောပြရတဲ့ခါမှာကျွန်တော်ချက်သိမ်းနေထားပါပြီးတော့မကဲဒါဆိုရင်အမရေပြန်ပြီးတော့တာလူခေါ်ပေးမယ်နော်အမပြန်အမပေးပဲတာလူပြန်ခေါ်ပါပြန်ခေါ်ပါဆိုပြီးပြောလိုက်တဲ့ချိန်မှာသူကလေကျမ်းမြင်မှာငုတ်တုတ်ထိုင်ချလိုက်တာဘိုးကနေလေးထိုင်ချပြီးကြုံကြုံလေးနဲ့လေတာလူတုံးရင်ခေါ်ပြီးတော့မှလေရပြီသွားတော့မယ်တဲ့အဲ့လိုမျိုးပြောပြီးတော့လေ ထွက်သွားတာပေါ့เนาะထွက်သွားပြီးတော့အဲ့ဝင်ပူးခံရတဲ့အမျိုးသမီးဟာပလက်ကြီးမောပြီးတော့อืมเนาะကလထိုင်းပေါ်မှာเนาะဟုတ်တယ်ဟုတ်တယ်မိနစ်20အစိတ်လောက်ကိုကျွန်တော်တို့ရက်ခတ်ပြီးတော့သူ့ကိုပြန်ပြီးတော့ပြုစုပေးခဲ့ရတာပေါ့เนาะဒါလေးကလည်းအမှတ်တရပါပဲပြီးတော့အဖိုးအဖိုးသူ့ရဲ့အမျိုးသားဆိုတော့အဖိုးဖြစ်နေပြီပေါ့เนาะဦးလေးအရွယ်ရောက်နေပြီဒီဦးလေးဆိုလည်းဘယ်လိုပြောမလဲ one day one တာပေါ့เนาะဒီလိုမျိုးရပြီသွားပြီလို့နှုတ်ဆက်သွားတာကို one day တလို့ ဆုံးပါသွားတဲ့အတွက်လည်းသူမဖြေနိုင်အောင်ဝမ်းနေနေရတယ်ဆိုတော့ကျွန်တော်ထပ်တူခံစားရပါတယ်ကျွန်တော်လည်းဟိုဘယ်လိုပြောရမလဲနှလုံးသားရှိတဲ့သူပို့ပြီးတော့နှလုံးသားနုတဲ့အခါကျတော့ပိုဆိုးတာပေါ့နော်အခုပြန်လာပြီးတော့လည်းရန်ကုန်သားပြန်ရောက်နေတဲ့စိတ်ကစိတ်ကရောက်အဲ့ကိုပဲရောက်နေတယ်အဲ့လူတွေကိုပဲမျက်လုံးထဲမှာမြင်နေရပါတော့ငါတို့ဘာတွေထပ်လုပ်ပေးကောင်းမလဲဆိုတာတော့အများနဲ့တွေးနေပါတယ် ဟုတ်ကဲ့ပါအခုကျွန်တော်ညီကို၂ရာဥဆောင်တဲ့အဖွဲ့လေးပေါ့နော်အဲကျွန်တော်နောက်မှာဆိုလဲဒါတခြားလူတွေလည်းပါတယ်ဆိုတော့အဲကိုတေမျိုးတို့ပိုင်သေးတို့နောက်အဲသူညံ့ညီမလေးဇာဇာမင်းသမီးဇာဇာဟန်သားတို့ပုံလုံးပါတယ်ပေါ့နော်ဝိုင်းကြတဲ့အဖွဲ့လေးကအခုတော့ပထမတစ်ပိုင်းလေးပေါ့နော်ကျွန်တော်အလှူကန်အလှူရရှိထားတဲ့ပတ်စံတွေလည်းကုန်သွားပြီအဲကျွန်တော်တော်တော်များများလည်းရောက်ရှိပြီးပြီပေါ့နော်ဒုတိယတစ်ပိုင်းအနေနဲ့ကတော့ဒါ ငလင်ပေးဆိုတာရေပေးလို့မြ мян ထူထောင်လို့မရဘူးပေါ့နော်အချိန်ပေးပြီးလောက်အောင်ဖြစ်တဲ့အတွက်ကျွန်တော်လည်းပတ်စံစုမယ်ပြီးရခါကျမိဘပြည်သူတွေနေဖို့အတွက်ပေါ့နော်ယာယီတန့်နေကျွန်တော်တို့ထိုးပေးနိုင်ဖို့အတွက်ကိုကျွန်တော်စူးစမ်းနေပါတယ်ညီကိုနှစ်ယောက်လုံးပေါင်းပြီးတော့စူးစမ်းနေပါတယ်အဲ့ဒီအလှူလေးအထမြောက်သွားတဲ့ခါကျရင်လည်းချက်ရမိဘပြည်သူတွေကိုကျွန်တော်တို့တင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ